when life gives you tangerines တဲ့က conscious ကသူနဲ့70%လောက်တူပါတယ်ဆိုရက် bad bogan bad bogan ကလက်ရှိအချိန်မှာ when life gives you tangerines ဆိုရက်စကားနဲ့အောင်မြင်နေရဖြစ်ပါတယ် ဒီဇာကားဆိုရင်တော့လက်ရှိနာမည်ကြီးနေတဲ့ဇာကားတရုတ်ဆောင်ချီကျူးမှုတွေလည်းလူပြောများနေတယ်လို့ပါဝင်ထားတဲ့ Gonchus ဆိုတဲ့ character ကလည်းတော်တော်လူကြိုက်များတာဖြစ်ပါတယ်။ character ကလည်းတော်တော်လေးကိုလူကြိုက်များပြီးတော့ Gargoyle က Gonchus နဲ့သူက70%လောက်အထိတူညီမှုရှိရလို့ဆိုပါတယ်။ကျွန်တော် Gonchus အဖြစ်တရုတ်ဆောင်ရင်းနဲ့သူနဲ့တကယ်တူလာဖို့ကိုကိုကိုမျှော်လင့်နေမိတယ်။ပြောရရင် Gonchus လိုလူမျိုးဖြစ်လာဖို့မျှော်လင့်နေမိတာပါ။ယုံကြည်စိတ်ချရတဲ့လက်တွဲပေါ်လို့ကျွန်တော်မျက်နှာတစ်ချက် င်မွန်းတယ်လို့ဇိုရီယာအပေါ်မှာမဖောက်မပြန်နဲ့ပီဂျီခိုင်မာရဲ့အဖော်မတစ်ယောက်ဖြစ်လာခြင်းခဲ့တာပါကျွန်တော်နဲ့ကွန်ရှိက70%လောက်စင်တူရာလေးတွေရှိရင်မိသားစုကိုချက်တာကိုနဲ့ယဉ်နီးသမျှလူတိုင်းကိုဂယူဆိုင်ပေးချင်တာတယောက်ယောက်ကိုနည်းနည်းနည်းချစ်မိပြီဆိုရင်နှလုံးသားတစ်ခုလုံးနဲ့ယဉ်ပြီးတော့ချစ်ပြတတ်တာတွေအဲဒီလိုမျိုးပုံစံတွေကကွန်ရှင်နဲ့တူတယ်လို့ခံစားရတယ်ဒါပေမဲ့စကားနဲ့ကွန်ရှင်နဲ့ရှင်ရင်ကျွန်တော်ကရရင်ရတယ်လို့စကားတွေပို့ပြောဖြစ်တယ်ဆိုပြီးတော့ဖက်ပိုဂန်ကဖြေ ေခဲ့ဘူးပါတယ်။တကယ်လဲပိုကန်းရဲ့နှွေးနဲ့နှွေးထွေးတက်မှုလေးတွေချိုမိန်တာရတဲ့သူ့ရဲ့အပြုမှုလေးတွေကကွန်ရှစ်လိုမျိုးပဲယုံကြည်စိတ်ချရပြီးတော့ဘဝအတွက်အလုံးလောက်စွာတန်ဖိုးထားမှုတွေကိုပြီးမဲ့အမျိုးသားတဦးလိုမျိုးပေါ်လွင်နေပါတော့တယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။